Wow. <laughs> ありがとうございます。 အာမကောက်နိုင်အောင်ပေါ့ပေါ့နော်မြန်မာပလာဇာဘက်ကနေပြီးတော့ခွင့်ပြုပေးတဲ့အတွက်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်လို့ဒီနေ့ကကျွန်တော်တို့ရဲ့ဒုတိယမြောက်လူခံတဲ့နေ့ပေါ့နော်ကျွန်တော်လိုင်းပေါ်မှာလည်းလူခံထားပါတယ်လောလောဆယ်ကျွန်တော်ရှင်မှာလူထားတာတွေရောကျွန်တော်လိုင်းပေါ်မှာလူခံထားတာတွေရောပေါ့နော်ဒီငွေမပေါင်းရသေးခင်မှာကျွန်တော်တို့ကျွန်တော်ရဲ့မတည်ထားတဲ့ငွေတွေအားလုံးပေါင်းသိန်းလျာရှိပြီပေါ့နော်သိန်းလျာရှိပြီအာဒီအပိုင်းနဲ့မှာကျွန်တော်တောက်လျှောက်ထပ်ပြီးအလူခံကောက်မယ်ကောက်ပြီးတော့၅ရက်နေမှာကျွန်တော်ရဲ့တက်တဲ့ရဲ့ကျွန်တော်တို့အာဒီ Miss Grand Miss Grand ဖြစ်ပါဆိုင်နေတယ်အာကျွန်တော်တို့ဒီဒီအလှမမီတာဆို ူပေါ့နော်မင်္ဂလာပါ Miss Myanmar Community လူသားမိသားစုနဲ့တူတူပေါ့နော်ကျွန်တော်တို့ရေစကိုင်းမန္တလေးတကယ်အရေးပေါ်လိုအပ်နေတဲ့နေရာမှာတွားရောက်ပြီးတော့လူသားမှမယ်ခင်ဗျာโอเคအာကျွန်တော်ရှိမှာအခုဆိုလို့ရှိရင်ငါသက်တာဘက်ကလူထားတာတွေရောရေတံမှုတွေရောအများကြီးရှိနေပါပြီလို့ကျွန်တော်ဖတ်ပြီးတော့ကောက်ပြီးတော့ခါကြအများကြီးတွားလို့ရှိပါတယ်ဟုတ်တယ်ရောဒါဒီနေ့ကကိုတာချစ်လို့ဆိုတော့ရေထိတ်ကြတယ်ဒီနေ့ကြတော့ဒါလည်းဘာပြောကကိုရဲ့ဖက်တလန်းနေဒီနေရာပဲပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့ပြောပါဦးโอเคဒီနေ့မှာ Sanitizer ရောဆရာခင်ဗျာပြောလို့ဒုတိယမြောက်အလုပ်ခင် ာပြင်ပြီးရမှာပါစားလေးချေချုံရိုက်တင်ပါတယ်ပြီးတော့ဒီမှာလာပြီးတော့အဲဒါကိုလည်းလင်ပေးအတွက်ကိုတကယ်အာတေချာလေးထည့်ပြီးတော့အလူခံထည့်ပြီးရတော့လေးချေချုံရိုက်တင်ပါတယ် တော့ဒါတော်တော်ခံစားနေကြရပဲဆိုတော့ဒီထဲမှာဒါ miss တယောက်ဆိုလဲပေါ့နော်ဆိုတော့အဲဒီ power ခဲ့တယ်ပေါ့နော်ဆိုပြီးဆိုလဲဒါခုနဲ့ဆိုရတာဒါဝမ်းနဲ့ကြောက်ဝဲပြဖြစ်ပေါ့ဒါကိုရဲ့ပေးချက်နေရတာလည်းပြောရပါအမှန်တမ်းပြောရရင်တော့ဒီညမာလေးပျောက်နေရယ်ဆိုပြီးတော့တင်ထားတာတော့ကြာပြီပေါ့နော်ဒါပေမဲ့ဒီညမာလေးကကျွန်တော်တို့အလှမယ်လောကတွေကဆိုတော့ကျွန်တော်တကယ်မသိဘူးပေါ့နော်မသိဘူးဒါပေမဲ့ဒီနေ့မှာကျွန်တော်အလှမယ်လောကတွေကမကြားတဲ့အချိန်မှာတကယ်လဲစိတ်မကောင်းဘူးတကယ်လဲဝမ်းနေရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တို့တွေကဒီလိုမျိုးပေါ့နော်ပြင်ပန်းခံပြီးတော့ဟိုတကယ်နေရာကြီးဟိ လိုက်ပြီးအတူတန်ကောက်တာပေါ့နော်ကျွန်တော်လိုင်းပေါ်မှာကောက်လဲအမှန်တမ်းပြောလို့ရှိရင်တော့ရတော့ရတယ်ပေါ့နော်ဒါမှမဟုတ်သူတို့အပြင်မှာကွေးစင်ပြီးကောက်ရတာလဲဆိုတော့ခါကြတော့အပြင်မှာရှိရဲ့တကယ်ထည့်ထည့်ချင်တဲ့မိသားစုလေးတွေလည်းကျွန်တော်တို့မြင်ပြီးတော့ထည့်ချင်တဲ့စိတ်လေးဖြစ်လာတဲ့ခါကျရင်ပေါ့နော်အဲ့လိုမျိုးလေးရှိအောင်လို့ကျွန်တော်တို့ရလိုက်ပြီးတော့အတူတန်ကောက်ဖြစ်တာပါလို့ အဲကျွန်တော်ကိုယ်တိုင်လည်းအားပေးစကားအားပေးဖို့အတွက်ရောက်ရောက်လာခဲ့ပါမယ်လို့ကျွန်တော်တို့ငားရဲ့နေ့ငားရဲ့နေ့ကိုကျွန်တော်တို့မန်လေးကိုအရင်ဆင်းပါမယ်လို့မန်လေးကိုဆင်းပြီးမန်လေးစကိုင်းပေါ့နော်တကယ်လိုအပ်တဲ့လိုအပ်တဲ့နေရာတွေကိုကျွန်တော်ကိုယ်တိုင်ကိုယ်ဆင်းပြီးအားပေးမယ်ကျွန်တော်အလှငွေတွေလှူဒါန်းမယ်အစားတွေကျွန်တော်တို့ပါလာရဲပေါ့နော်ဒီအကုန်လုံးလှူဒါန်းမယ်လို့ကျွန်တော်တို့စိတ်ကူးထားပါတယ်ခင်ဗျာသွားဖို့လည်းကျွန်တော်တို့အခုအကုန်လုံးစီစဉ်ပြီးပါပြီနော်ဖြစ်သွားတဲ့အချိန်တခဏလေးဒီမှာစနေနေလိုင်းလုံးနေနေဖြစ်သွားတယ်အဲ့တော့ဒီအချိန်ကြည့်လို့ဘုံလေးဒါဟို ရှိနေခြင်းဘလောက်တန်မူထားမှာဆိုသိပါလားရှိနေတဲ့အချိန်မှာကတော့အကုန်လုံးခုချိန်မှာပြောချင်တာကတူတူချစ်ချစ်ခင်ခင်နေကြမယ်စီစီလုံးလုံးနဲ့ပဲတူတူဆက်ပြီးတော့သွားကြမယ်လို့ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီအာနေမြင်ညပြောက်ဆိုတဲ့စကားတောင်မှဒီဒီဟာဆိုရင်နေမြင်ညပြောက်တောင်မှဒီ second mind လေးတုန်းကဖြစ်သွားတဲ့အရာတွေဖြစ်တဲ့အတွက်ဒါအကုန်လုံးထပ်ပြီးတော့ဟိုပြန်ပြီးတော့ပြောမယ်ဆိုရင်တို့အပြင်မှာရောက်လာတဲ့လူရောစိတ်ထဲမှာကိုယ့်ရဲ့စိတ်ချမ်းသာကိုပြန်ပြီးတော့ view ဆိုင်ရမယ်လို့ပြောချင်ပါတယ်။ပြီးတော့အ ရေအကောင်းဆုံးခုချိန်မှာစိတ်ရမ်းပြန်မနေကြမယ်ဆိုတာသိတဲ့အတွက်ကြောင့်ခုစိတ်ကိုလည်းပြန်ပြီးချမ်းသာအောင်လုပ်နေတဲ့အတွက်တိုက်ပွင့်ချင်ပါတယ်ဒီကတော့ကျွန်တော်တို့ကအခုပေါ့နော်အခုတော်တော်များကျွန်တော်တို့ပြည်သက်တွေလူထားတာရောကျွန်တော်တို့လူထမ်းတာရောအစာရေးတာရေ အဲတက်စာပေါ့နော်ဒီ6ခံလို့စားလို့ရရဲ့မုန်နေပေါ့နော်အဲ့ဒါတွေပြီးငါတက်တာကုံကြီးဘက်ကတက်တာငါတက်တာပူ900အဲ့လိုမျိုးပေါ့နော်ကျွန်တော်ရှိမှာတော့အများကြီးလက်ခံထားပြီးပေါ့နော်အဲ့ဒါတွေအပြည့်ကိုနောက်ထပ်ကျွန်တော်ခုကောက်လို့ရတဲ့ငွေတွေလေးဇာတကယ်မပြည့်စုံနေမိသားစုတွေတကယ်ခက်ခဲနေရဲ့မိသားစုတွေပေါ့နော်စေယုံနေမှာပေါ့နော်ဟိုတင်းအောင်တက်နေရပြင်မဲ့ငွေခက်ခဲနေရဲ့မိသားစုတွေပေါ့နော်အခုကကျွန်တော်တို့ကခုဒီငလင်ဘေးကကြာအလွာတိတိရဖြစ်သွားတာဆိုတော့ခါကြာလေအဲ့အလွာတိတိမှာမှာအောက်ဆုံးအလွာမှာရှိကြတယ်ကျွန်တော်တို့ရဲ့မိသားစုတွေပြည်သူတွေကကြာပို့ပြီးတော့ ့ဟိုဒီတပေးကိုခံရတာပေါ့နော်အခုလုံလည်းမလုံနိုင်ဘူးအဲ့လိုလူတွေအတွက်ကိုကျွန်တော်တို့ကငွေသားတွေလိုက်ပြီးတော့တိုင်ကိုဘလောက်ဆိုပြီးတော့ပေါ့နော်သူထိထိရောက်ရောက်လေးရအောင်အကူအညီပို့အတွက်ကျွန်တော်တို့ကအခုကငွေသားအဲ့လိုကောက်ခံပြီးတော့ဒီလိုပါခွင့်ဆိုင်အဲ့လိုကောက်ခံနေရပါခင်ဗျာဟုတ်ကဲ့ဆယ်ဗီဒီယိုကိုကြည့်ရတဲ့အခါကျရင်တော့ဒါဒီတယောက်ကိုကယ်ပေးသွားပြီဆိုတော့ဗီဒီယိုဒီတစ်ခုကြည့်လိုက်ရင်ဘလောက်ကြည့်အောင်ပေါ့ရှင်ထဲမှာအမှန်တမ်းပြောလို့ရှိရင်အရန်လေးပြောရတယ်သူတို့ကိုတွေးပြီးတော့သူတို့အတွက်လည်းစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်သူတို့ဘလောက်တော့ခရမာနဲ့ သူတို့ဘလို့စိတ်နဲ့ပေါ့နော်ထူထပ်ပြီးတော့အပြင်ရောက်လာလဲသူတို့စိတ်ထဲမှာပျော်ရွှင်မှာလဲမဟုတ်တလို့သူတို့စိတ်ထဲမှာခိခိုက်တဲ့အရာတွေအများကြီးရနေပါလေပြီးတော့နောက်တစ်ခုကကိုချင်းစာတရားပေါ့နော်ငါသာသူ့နေရာမှာရောက်သွားခဲ့လို့ရှိရင်ငါ့ဆိုရင်ရောခုစီပြတ်ထွက်လာခဲ့ရင်တော့ငါဘယ်လောက်ခံစားရမလဲပေါ့နော်ကိုရီတော်မှာခုဆိုလို့ရှိရင်အထက်မြင့်နေသွားတဲ့အခါမျိုးတွေအဲခွန်တို့တွေမှာနေတဲ့အခါမျိုးတွေဆိုလို့ရှိရင်ကြောက်တာလေလေကတလေကစင်တာကြောက်တာဆိုတော့သူတို့ရေဆိုခုထွက်လာတဲ့သူဘယ်လောက်ကြောင်ကြမယ်တကယ်ခံစားရပါအဲ့အဲ့လူတွေအတွက်ကိုကျွန်တော်တို့တွေရဲ့ဒီ social media influencer တွေဖြစ်ဖြစ် public figure တွေက ဖြစ်ဖြစ်အများကြီးအားပေးကြပါသူတို့မကြောက်အောင်သူတို့စိတ်ထက်မစိတ်ထက်မကြောက်ရအောင်သူတို့ရေဟောနော်ဘာမှစိတ်ထက်မကြောက်ကျွန်တော်တို့ရေကိုယ်တိုင်ကွင်းစင်းပြီးတော့သွားပြီးတော့တွေးတင်ပါတယ်လို့လူထူထမ်းပေးကြပါအောင်ကျွန်တော်တို့ရေဒီအတန်းဝမ်းလူတွေအကုန်လုံးလည်းကျွန်တော်ကပြောချင်ပါတယ်လို့ဟော